ကဲအခုကျွန်တော်တို့ကျွန်တော်တို့အဖွဲ့ပေါ့နော်ဆရာတော်ဦးဆောင်တဲ့အဖွဲ့ကကျွန်တော်တို့အင်းမြတ်သူတို့အမဝင်းသတိတို့တို့အဖွဲ့ပေါ့နော်အခုစကိုင်းသရာအတိကြီးကိုကျွန်တော်ဖြတ်နေပါပြီကျွန်တော်တို့စကိုင်းမှာကျွန်တော်ခုံးချောင်းတွေတွားမှုပါပါဟုတ်ကဲ့ပါဆရာကြီးဆရာလေးရှိရပေါ့နော်ဒီကြောင်းတွေအတွက်စုပေါင်းကြောင်းပေါင်း20ကိုဆန်ရဲပြီးတော့ခောက်ဆွဲချောက်တွေရဲပြီးတော့ဒစားရဲပေါ့နော်ဒစားမုတ်ဒစားမုတ်နေရဲပြီးတော့ဆိုတော့ဂုတုမွေသားရဲပေါ့နော်အကုန်လုံးဒါလာပြီးတော့စက်ကတ်လှူဒါလာလှူရဲပေါ့နော်တက်တသမ9ဘီလီယံကိုလို့ အခုဒုက္ခရောက်နေတဲ့အခက်ခဲဖြစ်နေတဲ့ငလျင်တန်းကဘုံတွေးလိုက်တာစဉ်းစားတာအခုလိုပြန်လှုပ်ပေးမယ်ဆိုတပည့်တော်ပံပိုးရတာတန်ပါလေတဲ့တပည့်တော်နာမည်ဖော်ပြเสียရမလို့ဘူးတဲ့အဲ့တော့ဘုံဆက်လှုပ်ပါတဲ့ကျွန်တော်တို့ကျွန်တော်အဖွဲ့ပေါ့နော်ဆရာတော်ဦးဆောင်တဲ့အဖွဲ့ကကျွန်တော်တို့ အေးမြတ်သူတို့မဝင်းသတိတို့တို့အဖွဲ့ပါနော်အခုသခိုင်းသရာအတိတ်ကြီးကိုကျွန်တော်ဖြတ်နေပါပြီကျွန်တော်သခိုင်းမှာကျွန်တော်ခိုးချောင်းလေးသွားပြူပါပါဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုသခိုင်းသရာကိုစပြီးတော့ဖြတ်ပါပြီရရနာဘုံသရာပါဘုံဘက်မှာတော့သခိုင်းသရာအဟောင်းကြီးပေါ့နော်ကျွန်တော်ငလျင်တဲ့ကြောင့်ကျိုးရတဲ့တရားရှိတယ်ကျွန်တော်ဒီကအရင်တော့ကတော့ကျွန်တော် Facebook တွေမှာသွားလို့မရဘူးဆိုပြီးအခုသွားလို့ရပါတယ်။ကယ်ဆယ်ရေးကူညီရေးကားတွေလူရှင်ကားတွေလည်းဖြတ်ဖြတ်ဖြတ်ကူးနေတာတွေ့ပါတယ်ဗျ။ဟုတ် ုတ်ဒါကတော့သခိုင်းပေါ့နော်သခိုင်းဘက်ကိုရောက်နေရပါဒီနေ့ကတော့ဒါမင်းရလို့ပဲဆရာတော့ပေါ့နော်စင်ကင်ကပေါ့နော်ပြီးပြီးသားဆရာတော့ဆရာတော့ရှင်သဝနာရဲ့ဦးဆောင်မှုနဲ့မြတ်သူတို့ရဲ့ဒါသခိုင်းမှာဒီနေ့ဆိုရင်မြတ်သူသခိုင်းမှာရှိတယ်ပေါ့နော်အာဖုံဖုံဖုံတော့ဖုံเจ้าဖုံကြီးเจ้าနေတန်ရဟန်းတန်ရတော့ရှိတယ်ဖုံကြီးเจ้าနေပြီးတော့ဆရာကြီးဆရာလေးရှိရဲ့ပေါ့နော်ဒီเจ้าနေအတွက်စုပေါင်းเจ้าမောက်20ကိုအာဆန်ရဲပြီးတော့အာခောက်ဆွဲချောက်တွေရဲပြီးတော့ဓစားရေပေါ့နော်ဓစားမှုဓစားမှုနေရဲပြီးတော့ဆိုတော့အာဂုထုမွေသားရဲ့ပေါ့နော်အာအကုန်လုံးအာဒါလာပြီးတော့စက်ကလှူဒါလာ ာလူတယ်ပေါ့နော်လာလူပါပြီးတော့ပြင်ဟိုပဲဒီမှာရှိတဲ့ပေါ့နော်အထိတ်ကြိုက်သွားတဲ့လူတွေအခိတခဏစားတတ်ဖို့အတွက်ဟင်းအနှစ်တွေပြီးတော့ခါမုတ်ခုနတဆာရီနင်ကအရင်ပူတဆာတာလို့ဆိုတော့တဆာရီထုတ်တွေဟုတ်တယ်ဒါပေါ့နော်ကိုနိုင်တော်လေးအကုန်လုံးဝေငှခဲ့ပါတယ်တော်တော်ကိုမြင်များဝေငှခဲ့ရတယ်ပြီးရင်ဆက်ပြီးတော့နောက်ထပ်ရက်ွက်တွေကိုလည်းထပ်သွားဖို့ရှိပါသေးတယ်ရှင်ဒီနေ့ကဒါသခိုင်းကိုအမြဲတမ်းလာပြီးတော့ပေါ့နော်လူတန်းချင်းဖြစ်ပါတယ်သခိုင်းမှာဖြစ်နေရပေါ့နော်တကယ်ကိုရှေးဟောင်းဆောင်တွေအများကြီးပဲပြသွားလိုက်မြင်ရတယ်ပေါ့နော်ညနေကျရင်တော့ဒီမန္တလေးမှာပဲမနေ့ကညလိုပဲနေ့တိုင်းနေ့တိုင်းဝေနေကြဖြစ်တဲ့ထမင်းတွေပေါ့

အခုဒီမြေကလင်းတန်တင့်ပြည်သူတွေကိုလူရမ်းမှုအတွက်ခီးစဉ်ထွက်လာဖြစ်တာကတော့အဓိကကတော့သမရဲဆရာတော်ပေါ့နော်ဆရာတော်ကတော့ပြည်တော်သာသနာပြုအဖွဲ့ရဲ့ဒေါက်တာအရှင်ဇဝနဆရာတော်ရဲ့ဦးစီးဦးဆောင်မှုနဲ့အတူဆရာတော်လူရမ်းမှုနဲ့အတူမှာသမီးတို့ကတော့ဒါကာယဒါနအနေနဲ့ဝင်ပြတော်တော်ကပါဝင်ပြီးတော့လူရမ်းပြုဖို့အတွက်ကိုရှင်ကနေပြီးတော့မနေ့ကထွက်လာခဲ့တာပါဟုတ် နော်ဟုတ်ခီးစဉ်လမ်းကြောင်းလေးကကီရိုကဒီဆဆထွက်ထွက်ချင်းမှာတော့မန္တလေးမှာတော့မနေ့ကတော့စပြီးတော့လူဖြစ်ခဲ့တယ်မနေ့ကမန္တလေးမှာညမှာထမင်းကိုလူဦးရေ2000စာရဲစားစရာအချောက်ချမ်းနေရေပေါ့နော်အဲ့ဒါနဲ့ရေတန့်နေရေစပြီးတော့လူဖြစ်ခဲ့တယ်လူဖြစ်ပြီးတော့ဒီနေ့မနက်မှာဆိုလို့ရှင်တော့သခိုင်းကိုလာလူတယ်ပေါ့နော်သခိုင်းမှာလည်းလူဦးရေ2000စာမနေ့ကင်းမှာကီရိုရေတန့်နေလည်းလူတယ်ပြီးလို့ရှင်စားစရာအစာအချောက်တွေမုံနေရေလူတန့်နေပေါ့နော်ပြီးတော့ကီရိုဘယ်မှာလူဖြစ်လဲဆိုတော့ဒီ ျက်စီးဆုံးရှုံးသွားတဲ့ဒီဆရာလေးတွေရဲ့ကျောင်းတွေအတွက်ကောဒီဖုံဖုံတို့ရဲ့ကျောင်းတွေအတွက်ကောเนาะကျောင်း20စာအတွက်လည်းလှူတယ်ပြီးတော့ကျတော့အခုအခုရောက်နေတာဆိုလို့ရှိရင်တော့ဒါဒါများတောင်ကျောင်းပေါ့เนาะများတောင်ကျောင်းတက်ကိုလည်းရောက်နေတာများတောင်ကျောင်းဆိုလို့ရှိရင်ရှိရှိတော့ဟာဟိုတတိယများတောင်ကျောင်းဆရာတော်ကြီးရဲ့တည်င်းသုံးခဲ့တဲ့နေရာတွေပေါ့เนาะဟိုရှိရှိတော့အစင်းဆက်နေရာတွေဆိုဒါတွေဆိုလည်းပြိုပြီးတော့ပျက်စီးသွားတယ်ပေါ့เนาะအဲ့ဒီအတွက်ကြောင့်မလို့ဒါဆရာတော်ပြီးတော့ဒါဆရာတော်ဒေါက်တာအရှင်သဝနာရဲ့ဦးဆောင်မှုနဲ့သူကီရိုဝင်းပြည့်ထုံတို့ကအမမဲမြတ်သူတို့ကုသထူးဆန်တို့ကဒါကာယဒါနအနေနဲ့လာရ က်ပြီးတော့လူရမ်းလာဖြစ်ပါတယ်ရှင်ဟုတ်ဘွဲ့တော်ကတော့ဒေါက်တာအရှင်သဝနာပါအပြည့်စုံကတော့ចောင်းနမေကတော့ပြည်တော်သားចောင်းတိုက်ပါသားဒီနေရာကမန္တလေးတိုင်းဒေသကြီးចောက်ဆက်ခရိုင်စင်ငိုင်မြို့ဖမုံတို့ចောင်းနေရတော့သုံးသက်သိန်းကြီးရိုင်းနေအဲနှစ်ထက်ရေသိန်းကကျွန်ဝင်သွားတယ်မုတ်ဦးပြိုကြတယ်ဒီမင်းရဲ့ချောင်းပေါ်မှာကဲကူးဖြတ်ဖို့ចောင်းအဝင်လန်းတရားကျိုးတယ်အဲအုတ်တိုင်းနေပြိုတယ်ပေါ့ပျက်စီးတယ်ဗုဒ္ဓရုပ်ပွားတော်တွေဆိုရင်ဟိုမှာ အဲကောင်းတော်တွေမြေခါတယ်အဲခါရပိုင်းရနေပြတ်တယ်ဒါမျိုးတွေဖြစ်တယ်ပေါ့အဲ့ဒီအချိန်မှာအဲ့ဒါတွေကိုစိတ်မရောက်နိုင်ဘူးကိုယ့်ရဲ့အတ္တအန္တရဲ့လုံခြုံဖို့နဲ့ကြောင်းတိုင်းမှာရှိတဲ့ဒီမိဘမဲ့ကလေးတွေလုံခြုံဖို့ပဲဘုံကစိတ်ထဲမှာရှိနေတာအဲ့ဒီကနေမှငလျင်လေးခဏညင်သွားတဲ့အချိန်ကျမှကပ္ပိယတွေကိုကြောင်းပါးတွေပြည့်စည်လဲလို့ကြည့်ကြည့်ပြီးသိမ့်မကြတဲ့ခင်မှာစေတနာရှင်အလူရှင်တူးကငလျင်လေးခဏခက်တဲ့ညင်သွားတဲ့အချိန်သူအဆက်မပြတ်လုံနေတာဟုတ်သားညင်သွားတဲ့အချိန်မှာဖုံးလာတယ် ဖုံဖုံနဲ့ကြောင်းပါလိပျက်စီးလဲဆိုတော့ကြည်ပြီးပြန်ပြောမယ်ပေါ့ကြည်ပြီးပြန်ပြောတဲ့အချိန်မှာဖုံဖုံကိုအဲဖုံဖုံနဲ့အဲ့ဒါဆိုရင်နဲ့တပိတော်တော့အဲတက်တသမ9ဘီလီယံဖုံဖုံကြောင်းပျက်စီးယူရင်းတဲ့ဟာလေးလှူမယ်အမဖုန်းတကောင်မိတ်လိုက်တယ်ငါမလိုချင်ဘူးလို့မင်းခေါင်းစဉ်ပြောင်းပြီးလဲငါမတုံးချင်ဘူးလို့မင်းကြည်ဖြူတယ်ဆိုရင်တော့တကာကြီးလို့ မဲလူမဲ့အဲ့ဒီတက်တသမာ9ဘီလီယံကိုလို့အခုဒုက္ခရောက်နေတဲ့အခက်ခဲဖြစ်နေတဲ့ငလျင်တန်းကဘုံတွေးလိုက်တာစဉ်းစားတာဗမာတနိုင်ငံလုံးလှုပ်တယ်ဆိုလဲဗမာတနိုင်ငံလုံးရဲ့အတိုင်းအတာရအားလုံးပြည့်စည်ကြမယ်အနေမှုစားမှုတွေခက်ခဲလိမ့်မယ်ပေါ့အဲ့ဒါတွေမခက်ခဲအောင်အတွက်လှူကျင်တယ်အဲ့ဒါလှူဖို့လို့ခေါင်းစဉ်အဖြစ်နဲ့တခါကြီးလွတ်အပ်မယ်ဆိုရင်တော့လက်ခံမယ်အဲ့မှသူကပြောလဲလှုပ်ပါဘုံလှူပါ အဲသွန်းတကာတကာမတွေဟိုအကြောင်းအကျိုးညီညွတ်အောင်အခုလိုပြန်လုပ်ပေးမယ်ဆိုတပိတော့ပန်ပိုးရတာတန်ပါလေတဲ့တပိတော့နာမည်ဖော်ပြเสียရမလို့ဘူးတဲ့အဲ့တော့ဘုံဘုံဆက်လုပ်ပါတဲ့ဘာပြောကျင်လဲဆိုတော့ဒီအစာရေစာအစာတောက်တွေပေးဝေတာလှူဒန်းတာတွေကြီးမလုပ်ဖဲနဲ့ပညာရေးအဆောက်အုံတွေပြန်လဲပြုပြင်နိုင်အောင်တာသနိကအဆောက်အဦတွေပြန်လဲပြုပြင်နိုင်အောင်အဓိကအခြေခံကြတဲ့ကျမ်းမာရေးပေါ့တွေပြန်လဲပြုပြင်နိုင်အောင်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီးတော့ ဥဆောင်မှုတစ်ခုရဲ့အောက်ဖြစ်စေဥဆောင်မှုအဖွဲ့အစည်းအသီးသီးရဲ့တစ်ခုဖြစ်စေပေါ့အဲ့ဒီနောက်ကိုလိုက်ပြီးတော့နိုင်တဲ့လောက်နဲ့ပံ့ပိုးစေခြင်းပဲပေါ့နော် တော့စူတောင်းစကားကတော့မြန်မာနိုင်ငံကြီးအမြန်အေဂျင့်ပြီးတော့တိုင်းသူပြည်သားတွေအားလုံးစွန့်တကာတကာမတွေအားလုံးကျမ်းမာချမ်းသာပြီးတော့ဘေးရန်ကင်းပြီးတော့ကကြီးသုံးပါးကြော်လွားနိုင်ကြပါစေလို့ဘုံဘုံကတော့မြေတားပို့နိုင်တယ်မြေတားပို့မယ်နော်ပြည်သူလူထုတွေရဲ့ဘုံဘုံလည်းမြေတားပို့ပါပို့တဲ့မြေတားကိုလည်းလိုတယ်သူတော်ကောင်းပုဂ္ဂိုလ်တွေခြေကြီးပါကြီးဆရာတော်တန်ကတော့အရှင်သူမြတ်တွေကိုလည်းအားလုံးတနိုင်ငံလုံးရှိဆရာတော်အားလုံးကိုလည်းဒီနေရာနဲ့ဖျားပြီးတော့ဝတ်ချပြီးကြတော့ပါလေလို့